အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့10 29စစ်စင်ရေးပြန်စတော့မယ်လို့ကိုကန့်တတာအရေးကြီးတင်ပြလာပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ MNDA ဟို NS PDF နဲ့အခြားသော PDF တွေပါခဲ့ပါလား PNN တွေပါခဲ့တယ်နော်အဲ့ဒီလူတွေအားလုံးက MNDA နေမှာအကုန်လုံးအပြည့်စုံ ထောက်ပံ့ပေးခဲ့တယ်။ဒါပါမှတ်ချက်ရှိတယ်။သစင်နှစ်ခုစစ်စင်ရေးမှာလူတို့ကို ဘုံကသမင်းသမင်းနဲ့သူရှိခါပနတခုတို့တောင်းခံအလှခံကတခုမှမရှိဘူးခမရတို့တော့ထိပြောရှင်နေအောင်ဟုတ်ပြီလားနော်အဲ့ဒီအချိန်မှာ line မှာထောက်ပံ့သွားတယ်ဆိုတော့လေရှမ်းမြောက်မှာတခါမှမရှိခဲ့ဘူးဟုတ်ပြီလားခမရတို့တော့ပြောရှင်နေလို့တည့်ပြောပြပေးတာအဲ့အခုဟိုရှင်းပြဆိုတာကျွန်တော်ဒီလေပမာစကားကျွန်းကျင်နေကျွန်တော်ဒီလမ်း မာစာကိုကောင်းကောင်းတတ်တယ်ဗမာစကားကိုကောင်းကောင်းပြောတတ်တယ်မလို့အခုတတ်တဲ့ line စလာတာ ਨੇ အဲ့ဒီလူတွေရဲ့ comment နဲ့သူတို့ရဲ့ profile နဲ့ရုပ်ပြပါအဲဘယ်လိုပြောမလဲရုပ်ရုပ်ပြပါ profile ပြပါဆိုရမှကျွန်တော်ပြောခဲ့ဘူးတယ်နော်မကြခင်လာလိုက်မယ်စောင့်ကြည့်နေတတ်တဲ့ line စတဲ့တနည်းမင်းတို့လွတ်အောင်လားပြီးထားကြတော့နော်ဘောမားတို့စစ်လော်ဘီတို့စစ်ခွေးတို့ဟုတ်ပြီလား အခုဒါကျွန်တော်ဆိုလို့ရင်းနဲ့အတိတ်ပဲကဟိုဘာမှ post မှာကျွန်တော်သင်ခဲ့တာဒါအကုန်လုံး room ချီတူတင်ရမ်းတာပုံစံမျိုးမဟုတ်ဘူးကျွန်တော်ပြောသွားစကလုံးရှင်းရှင်းလေးနော်ဝင်ဟောင်းနေကြတဲ့တူတယ်ကျွန်တော်ဖုန်းနံပါတ်ကလည်းကျွန်တော်ဒဲ့ကြညာထားတယ်ဟိုစစ်ခွေးလေးကိုကျွန်တော်မျက်နှာမပြရေးပဲဖုန်းနံပါတ်မှာပေးရေးပဲဟောင်းဟိုဟာလို့ဟောင်းမတရားမျိုးနယ်တဲကတော်လန်ရေးတက်တွေထိန်းချုပ်တဲ့နေမြေအလုံးကြီးပါပြန်လည်လွတ်ထားရပြီးစစ်တပ်ကအင်အားသုံးဝင်ရောက်နေ မန္တလေးတိုင်းမတရားမျိုးနယ်ထဲမှာဒေသကာကွယ်ရေးပူးပေါင်းတပ်ဖက်ကထိန်းချုပ်ထားတဲ့နယ်မြေကိုဆယ်ရာခိုင်နှုန်းနီးပါးပြန်လည်လက်လွတ်ထားရတယ်လို့ဒေသကာကွယ်ရေးတာဝန်ရှိသူတွေစီကသိရပါဗျ။ပြီးခဲ့တဲ့ဩဂုတ်လကတည်းကစစ်ကောင်မရှင်ဘက်ကလေယုတ်ဒရုန်းတွေအုံပြူတိုက်ခိုက်မှုတွေအပြင်အင်အားများပြားတုံးပြီးဝင်ရောက်လာနေတာကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတော်တော်များများကိုပြန်လည်လက်လွတ်နေရတာလို့ဆိုပါဗျ။မတရားမျိုးနယ်တစ်ခုလုံးကိုတော့အပြည့်အဝမထိန်းချုပ်နိုင်သေးဘူး။ဒါပေမဲ့ 9ဆဲ့ရာဂိုင်းလုံးခန့်တော့ထိမ့်ချုပ်နေပြီးအင်အားက၄တူမြတူမြတူမြကြော်လောက်ပါတယ်စုတ်ကူးကိုတော့ဝင်နိုင်တာမျိုးမရှိသေးဘူးလို့ဒေတာကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်နိုဝင်ဘာ၁၄ရက်မှာတော့မန္တလေးစုတ်ကူးလမ်းအတိုင်းစစ်ကြောင်းထိုးလာနေတဲ့အင်အား200ကျော်ပါစစ်ကြောင်းတစ်ခုကမတရားမျိုးနယ်မြောက်ဖက်ရေနံသာကြီးရွာအထိရောက်ရှိလာပြီးအထိုင်ချတဆွဲထားတယ်လို့ဆိုပါတယ် ရေနံတာကြေးရွာအနီးမှာဒီလမ်းပိုင်းအတွက်အရေးပါတဲ့ရေနံတာတိုးကိတ်ရှိပြီးအဲ့ဒီကနေဆက်သွားမယ်ဆိုရင်အနောက်ဘက်မှာစစ်ကောင်မရှင်ပြန်လဲထိန်းချုပ်ချင်နေတဲ့စကြင်ရွာရှိကစကြင်ရွာလမ်းခွဲအထိစစ်ကောင်မရှင်ဘက်ကအင်အားတွေချထားတယ်လို့ဒေသခံတွေကပြောပါတယ် နိုဝင်ဘာ6ရက်မှာမန္တလေး PDF အပါအဝင်ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့စေတော်ကြီးရေလောင်တမန်နဲ့အင်ဂျင်မြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်တွေကိုစစ်ကော်မရှင်ဘက်ကပြန်လည်ထိန်းချုပ်ထားပြီးအဆိုပါစစ်ကြောင်းကတော့ထပ်မံစစ်ရေးလှုပ်ရှားလာတာမရှိသေးဘူးလို့ဆိုပါတယ်။မတရာဘက်ချမ်းကနေတဆင့်စုတ်ကူးမျိုးနဲ့အတွင်းပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကော်မရှင်ဘက်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေပေမဲ့နိုဝင်ဘာ15ရက်နေ့အထိတော့စုတ်ကူးဘက်ချမ်းကဝင်ရောက်လာနိုင်တာမရှိသေးဘူး။ကျွန်တော်မျက်နှာထည့်ပြတယ်ကျွန်တော်ဖုန်းနံပါတ်ထည့်ပြီးနေရက်လိပ်စာထည့်ပေးထားတယ်။ ဲ့ဒါကကျွန်တော်ပြောတယ်အေးအဲ့လိုမလုတ်ရဲတဲ့ခွေးတွေကိုပြောနေတာနောက်ပြီးတော့ဒီလာရှုပ်ပြန်ပြီးလို့တည်နေနေတယ်ကြောင်မဲတော့တော့တော်တော်များပါတော့ပေးလိုက်တဲ့အရာတွေဆိုတော့နာနေအောင်မင်းတို့တွေဘာလုတ်ပေးကြလို့လဲတည်နေမင်းတို့ဘာကူညီပေးကြလဲ MNE မင်းတို့ဘာကူညီပေးကြလဲစစ်ဖြစ်ရင်တော့ပြီးတော့တန်းနေပဲအမီးတော့မတွေ့အောင်ဟမ်ဟုတ်ဘူးလား MND ရှိဟို ီးစိုးထားပြီးတင်းနေကြီးစိုးထားပြီးလာရဲလို့လားအခုမှစစ်ခွေးတွေပြန်ရပြီဆိုတဲ့အချိန်မှာဟောင်းပေါ်ဟောင်းပေါ်လာလုံနေကြအောင်ဟမ်ဘာလဲမင်းတို့စစ်ဖာရမစပါကထွက်တဲ့စောက်ချီးတော့တော့မှတန်ဖိုးမရှိတဲ့ကောင်တွေဖြစ်နေပြီရှင်းလားမကြည့်နိုင်ငါလိုမျက်နှာဒဲပြငါလိုဖုန်းနံပါတ်ဒဲပြီးငါလိုလိပ်စာဒဲပြီးမှဟောင်းရဲတဲ့ကောင်ဟောင်းကြငါလွမ်းဝင်မျက်နှာဒဲကြိမ်မှစိန်ခေါ်တယ်ဟမ် မင်းတို့ထင်ပါအဲ့လိုလူရောရှိတလားရှိရင် welcome တကယ်တမ်းကျွန်တော်ဒီနေ့မပြီးပါဘောနော်ခေါ်ရမရဲ့အကြောင်းလေးကျွန်တော်သင်ဖို့ပဲဗျာသင်ဖို့ပဲဆိုမှတော့ကျွန်တော် comment နေအဲ sorry message တူအတော်များဖလာကျွန်တော် business ကိုလုံးဝမရှိရတော့ဟုတ်ကျွန်တော်တစ်ချက်တော့ကျွန်တော်တို့တစ်ချက်တော့ဒီလိုဒါခင်ဗျားတို့တွေမှလည်းဒါကျွန်တော်ပုံကိုလုံးကြီးတဲ့လူတွေလည်းရှိနေရပဲနော်ရှိနေတဲ့ခါကျတော့ PNN နဲ့ MMD တို့နေတွေကိုပြန်ပေးတယ်ဆိုတော့ခင်ဗျားတို့နာနေကြဟုတ်ပြီနာနေတော့ခင်ဗျားတို့ဘာလို့လုတ်ပေးထားဘူးတလဲခင်ဗျားတို့မှလည်းပခုံးလက်နှစ်ဖက်မှာအဲပခုံးနှစ်ဖက်လက်နှစ်ဖက်ခြေနှစ်ဖက်ပါပခုံးနှစ်ဖက်ကြားနေခေါင်းပေါက်တယ်ကျွန်တော်တို့ထုံနေတူပဲကျွန်တော်တို့လည်းအသက်ပေးမှတိုက်နေကြတာလေအဲ့ရှင်ခင်ဗျားတို့ဘာလဲဘာလုတ်နေကြလဲမင်းရငယ်နဲ့ဖက်အိတ်နေကြပါလင်ငယ်တွေနဲ့ဖက်အိတ်နေကြပါခင်ဗျားတို့ဘာလုတ်ပေးခဲ့တယ်လဲပြောကြည့်အခုံးလေးပဲကျွန်တော်လည်းပြောလိုက် ကျွန်တော်တိုက်ပွဲဝင်နေချိန်မှာခင်ဗျားတို့ဘာလုပ်လဲခင်ဗျားတို့ပြီးွားကြတယ်မလားဟင်တခုပြီးမှထုတ်ဝင်ထမနေတယ်အခုမှခင်ဗျားတို့ဟောင်းမနေနဲ့နော် DMNDA တွေတို့ TNN တွေတို့နေမီတိတ်ပိုက်နေတော့ကျွန်တော်ဘာစကားတခုမှမဟာခဲ့ဘူးအခုနေမီပြန်ပိတ်လိုက်ခင်ဗျားအဲ့စကားဟာပါပြီဟုတ်ပြီဟောင်းရတယ်ဟောင်းလို့မရဘူးလို့ကျွန်တော်မပြောလို့ဘူးနော်ဆိုတော့ရှင်တော့ဒီနေမီရဖို့အချိန်မှာခင်ဗျားတို့ဘာလဲလှုပ်ထားပြီးတယ်လေပြောစမ်း ခမရရေတခွတ်တက်ခဲ့ဘူးလားခမင်းတနခမရလို့ကြွေးခဲ့ဘူးသလားဟမ်အခုဒါနောက်ထပ်ဘယ်လိုဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်ပြောလိမ့်လို့အမှန်တကယ်တော့ကျွန်တော်ဒီနေ့ပြောဥစားပဲကျွန်တော်ပြောမယ့်အစီအစဉ်မရှိတော့ဘူးအဲ့လိုဟောင်းနေတဲ့ခွေးတွေတွေမအီလိုးလေးတွေပြောကြည့်ပါဒီနေ့မြေလေးတိတ်ပိုက်တော့ခမရလို့ဘာတွေလုပ်ထားပြီလဲအဲ့ဒီ TNNA ရို MNDA ရို no ခမရတို့ဘာတွေလုပ်ထားပြီတယ်လဲ ိုထမင်းကိုဆိုင်မှာတောင်စားထမင်းဝါလို့လောက်လီတောင်နေမျိုးကတော့မလှုံနဲ့ကွာနော်မိုက်ကြီးခွဲချင်းတဲမိုက်ကြီးခွဲမျက်နှာတဲပြာကြီးတဲစိန်ခေါ်တဲပြောငါဖုန်းနံပါတ်လည်းတဲကြီးညာဟားတယ်နေရလိုက်စားလည်းတဲကြီးညာဟားတယ်မင်းတို့ငါလို့စားရှင်ငါလို့တဲလာပြောဟုတ်လားအေးငါ့ကိုတဲလာပြောလားမင်းတို့အတက်လေးကိုဖမ်းနဲ့ထုတ်ထားခွေးမျိုးတွေကိုနော်ခွေးမျိုးဖြစ်အကြသာဖြစ်ဖြစ်လူလူဖြစ်ဖြစ် ဒါတော့ငါပြောလိုက်မယ် TNN နဲ့ MND နေရာတွေပြန်ပြီးလို့မင်းတို့အဲ့လိုပြောနေစင်အဲ့နေရာတွေရောက်ဥစားပြောမယ်တတ်ခိုက်တော့ကမင်းတို့ဘာတွေလုပ်နေကြတာလဲဟမ်ဘာလုပ်နေကြလဲမင်းတို့မင်းတို့မှလည်းပခုံးလက်နဲ့လက်နှစ်ဖက်ပါတယ်ငါတို့မှလည်းချီနှစ်ဖက်လက်နှစ်ဖက်မင်းတို့မှလည်းချီနှစ်ဖက်လက်နှစ်ဖက်မင်းတို့မပြီးချင်းမင်းတို့တိုက်လေဟမ်မင်းတို့မပြီးချင်းမင်းတို့တိုက်ရှင်းရှင်းလေးငါတို့အကုန်ပြန်ပေးလိုက်မယ်ကွာခိုင်အဲ့တော့မင်းတို့ဘာဖြစ်ချင်တယ်လဲပြော 信了，没信太辛苦我。